ဟာဆာကြိုက်ဆုံးဘောလုံးသမား9ယောက်အီဒင်ဟာဆာဟာ2010နောက်ပိုင်းနှစ်တွေအတွင်းဥရောပဘောလုံးလောကမှာအကောင်းဆုံးကစားသမားတွေထဲကတဦးပါပြင်သစ်လီဂူကလပ်လိုင်းလီအသင်းရဲ့လူငယ်အကယ်ဒမီကနေစတင်ထွန်းထောက်လာခဲ့တဲ့အီဒင်ဟာဆာဟာ2012ခုနှစ်မှာတော့ယူရို35သန်းနဲ့ပရီးမီးယားလိဂ်ကလပ်ချယ်ဆီအသင်းကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ချယ်ဆီအသင်းမှာရှိနေခဲ့တဲ့ခုနှစ်တာကာလအချိန်ဟာဟာဆာရဲ့ကစားသမားဘဝတက်တန်းတစ်လျှောက်မှာအအောင်မြင်ဆုံးနဲ့အတောက်ပဆုံးကာလလို့ဆိုရမှာပါ အဲ့ဒီချိန်ပရီးမီယာလီမှာဟာဇက်ကိုထိန်းသိမ်းနိုင်မှုကတခြားသောစကူတင်ကခံစင်မှုတွေအတွက်ကောင်းခဲရဆုံးသောပြဿနာဖြစ်ရှိနေခဲ့ပါတယ်။တောင်မန်ကနေဘောလုံးဆွဲပြေးလာပြီးစစ်ချစ်ကိုက်စီနာကိုချိုးကွင်းဝင်ကဂိုးသွင်းတာကဟာဇက်ရဲ့ trade mark ကစားဟန်ဖြစ်နေပါပြီ။ဒါကြောင့်အဲ့ဒီအချိန်ဘောလုံးဝိပန်သုံးသပ်သူတွေတော်တော်များများကဟာဇက်ဟာနောက်တစ်ချိန်မှာမက်ဆီနဲ့ခရစ်စတီယာနိုရိုနယ်ဒိုတို့ရဲ့ခဲလုံမှာဘောလုံးလောကကိုလွှမ်းမိုးလာမယ့်ကစားသမားအဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ Chelsea အသင်းနဲ့အတူ Premier League Champions ဆုနှစ်ချိန်ရရှိခဲ့တဲ့ Belgian တာမန်ကစားသမားဟာဇက်ဟာ 2019ခုနှစ်မှာတော့ပြောင်းရွှေ့ကြေးယူရို135တန်းနဲ့ရီယယ်မက်ထရစ်အသင်းကိုပြောင်းရွှေ့သွားခဲ့တာပါရီယယ်မက်ထရစ်အသင်းဟာခရစ်စတီယာနိုရိုနယ်ဒိုရဲ့နေရာကိုအစားထိုးဖို့ခေါ်ယူခဲ့တာဖြစ်ပေမယ့်ဟာဇာဟာရီယယ်မက်ထရစ်အသင်းမှာလုံးဝနေပါခြေစွမ်းမပြနိုင်ခဲ့ပေဒဏ်ရာပြဿနာတွေနဲ့သာနှစ်ပတ်လုံးနေခဲ့ရတာဖြစ်ပါတယ်အခုခါမှာတော့တချိန်ကအကောင်းဆုံးကစားသမားဟာဇတ်တယောက်အသက်33နှစ်အရွယ်မှာပဲ professional ဘောလုံးသမားဘွားကနားယူခဲ့ရပါပြီ။အခုမှာတော့ချက်စီကန်နဝင်ကစားသမား OBMK စီစဉ်တင်ဆက်နေတဲ့ Obiwan Podcast အစီအစဉ်မှာဟာဆက်ကသူရဲ့ professional ကစားသမားဘဝတက်တန်းတလျှောက်တွဲဖက်ကစားခဲ့သမျှကစားသမားတွေကအကောင်းဆုံးကစားသမား၅ယောက်ရဲ့အမိကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဟာဇာပထမဆုံးရွေးချယ်ခဲ့တဲ့ကစားသမားကတော့ Real Madrid အသင်းရဲ့ကွင်းလယ်ကစားသမား Luka Modric ပါ။ Croatia လည်းရွေးစဉ်ကစားသမားတူဦးလည်းဖြစ်တဲ့ Luka Modric ဟာကွင်းလယ်ဗိုလ်ချုပ်တူဦးအဖြစ်လူသိများပြီးနှစ်ချို့ဝိုင်းတစ်ခွက်လို့အသက်ကြီးလေလေပုံမချေစမ်းကောင်းနေပြလာလေလေဖြစ်ပါတယ်။ဒါကြောင့်ဟာဇာက Modric ဟာသူ့တွဲဖက်ကစားခဲ့သမျှကွင်းလယ်ကစားသမားတွေထဲမှာအကောင်းဆုံးလို့ပြောခဲ့တာပါ။ ဟာဇာဟာသူတွဲဖက်ကစားခဲ့သမျှရဲမှာအကောင်းဆုံးဖြစ်ရီယယ်မက်ထရစ်အသင်းရဲ့တိုက်စင်မှုဟောင်းဗန်စီမားကိုလည်းရွေးချယ်ပေးခဲ့ပါသေးတယ်။ပြင်သစ်လက်ရွေးစဉ်တိုက်စင်မှုဗန်စီမားဟာမိုဒရီလိုပဲရီယယ်မက်ထရစ်အသင်းမှာအောင်မြင်မှုများစွာရှာဖွေနိုင်ခဲ့တာဖြစ်ပြီးကမ္ဘာအကောင်းဆုံးတိုက်စင်မှုတူအဖြစ်ဘလွန်တီယောစုကိုရရှိထားတာဖြစ်ပါတယ်။ဟာဇာကဒီကစားသမားနှစ်ဦးကိုရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့အခုလိုပြောပါတယ်။ကျွန်တော်ရီယယ်မက်ထရစ်အသင်းကိုရောက်တော့ကမ္ဘာအကောင်းဆုံးကစားသမားတွေအများကြီးနဲ့တွဲကစားခဲ့ရတာပါ။ ဲ့ဒီထဲမှာတော့မော်ဒရင်းနဲ့ဘန်စီမာတို့ကတော့ကျွန်တော်အတွက်ထာရအကောင်းဆုံးပါပဲလို့ဟာဆက်ကချီးကျူးပြောဆိုခဲ့ပါတယ်ရီယယ်မက်ထရစ်ကစားသမား2ဦးတွေမကပါဘူးချယ်ဆီရဲ့တင်ကကစားသမား3ဦးကိုလည်းဟာဆက်ကတူတွဲဖက်ကစားခဲ့သမျှတယ်အကောင်းဆုံးကစားသမားတွေအဖြစ်ရွေးချယ်ခဲ့ပါတယ်ဟာဆက်ရွေးချယ်ခဲ့တာကကယ်ဗင်ဒီဘရိုင်းဖရန့်လန်ပန်နဲ့ဂျွမ်မာတာတို့ပဲဖြစ်ပါတယ်ကယ်ဗင်ဒီဘရိုင်းဟာအခုချိန်မှာမန်စီးတီးအသင်းရဲ့မရှိမဖြစ်ကံတော်ဝင်ကစားသမား2ဦးဆိုပေမဲ့ချယ်ဆီအသင်းမှာရှိနေခဲ့စင်မှာတော့ဟာဆက်နဲ့ဆုံစည်းခဲ့ပူတာပါ အဲ့ဒီချိန်မှာကလေးကဟာဆာဟာဒီဘရိုင်းရဲ့ခြေစံကိုသဘောချခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်ချက်စီအတင်ရဲ့ကန်နဝင်ကွင်းနယ်လူဖရက်လမ်ဘတ်ဟာလည်းဟာဆာရဲ့ကစားသမားဘွားအတွင်ကြုံတွေ့ခဲ့ရသမျှအကောင်းဆုံးကစားသမားလို့လည်းသိရတာပါ။ဒါပြင်မာတာဟာလည်းဟာဆာနဲ့တူချက်စီအတင်မှာအတွင်းကြီးကြီးခြေစံပြခဲ့ပူရာကြောင့်ဟာဆာကရွေးချယ်ခဲ့တာလို့ဆိုပါရယ်။အခုတင်ဆက်ပေးခဲ့တာကတော့ဟာဆာရွေးချယ်ပြီးတယ်။သူနဲ့တွေ့ကစားဘူးသမျှကစားသမားတွေတဲကအကောင်းဆုံးကစားသမား၅ယောက်ပဲဖြစ်ပါရယ်ခင်ဗျာ။